ထိုင်းအစိုးရကရက်ပေါင်း60မှာရက်ပေါင်း30ဗီဇာကင်းလွတ်ခွဲပြုပြီ။လာမယ့်ဇူလိုင်24ရက်မှာစပြီးထိုင်းအစိုးရကရက်ပေါင်း60ကနေရက်ပေါင်း30အထိဗီဇာကင်းလွတ်ခွဲပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံကိုအလဲပက်လမ်းရောက်မဲ့နိုင်ငံ93နိုင်ငံကရက်ပေါင်း30ဗီဇာကင်းလွတ်ခွဲရရှိတော့မှာဖြစ်ပါတယ်။ဒါဟာထိုင်းနိုင်ငံခီးသွားလုပ်ငန်းကိုမြှင့်တင်မဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့နိုင်ငံတကာခီးသွားပုံမှန်ဝင်ရောက်ရေးကြိုးပမ်းမှုလည်းဖြစ်ပါတယ်။ ထိုင်းခီတော်လာရေးဝန်ကြီးဆာရဝန်တိန်တောင်းကတရုတ်ခီတော်အများစုဟာ15ရက်အတွင်းထွက်ခွာကြပြီးရက်30ကတည်းကပုံပုံလက်တွေ့ကြကြောင်းမှတ်ချက်ပြုထားပါတယ်။ဘတ်စကိုင်းဆောင်ထားတဲ့နိုင်ငံသားတိုင်းရက်30ဗီဇာကိလို့ခွေရရှိတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းထိုင်းနိုင်ငံခီတော်လုပ်ငန်းဝန်ကြီးဌာနကနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့ဘဲခီတော်မဆိုခီတော်ခုံဘတ်300ကောက်ခံသွားမယ်လို့ကြေညာထားပါတယ်။ ဒါထားနိုင်ငံအတွက်နိုင်ငံတော်ဝင်ငွေရရှိရေးကိုမြှင့်တင်မှုဒီဇိုင်းတစ်ပိုင်းလေးဖြစ်သလိုနိုင်ငံစီးပွားရေးပုံပုံဖို့ပြိုးသွတ်ရေးလမ်းကြောင်းပေါ်ရရှိအောင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။